တောရင်တွေလေးရီဒီတစ်ခါပြောပြမဲ့ပုံလီမလေးရဲ့နာမည်ကတော့စူညံထန်ဒီအယမ်းများလေးပဲဖြစ်ပါတယ်နော်တနေ့မှာတော့တောင်သူလဲသမားဖြစ်တဲ့တာတီဟာသူ့ရဲ့အကောင်ဆုံးနွားရီနဲ့အတူ နွားစေးပွဲတော်စီကိုထုတ်ခွာတော်ခဲ့တယ်။သူ့ရွာနာမှာပေါ်လာတဲ့အဝေးပြေးလက်မကြီးအတိုင်းရှောက်သွားရတယ်။အဲ့ဒီလက်မကြီးပေါ်မှာကားရီ၊ကုန်တင်ကားရီအများကြီးရှိတယ်။ရေမောင်းတိုင်းကလည်း အကြဲကြီးဟုံးတိနေကြသလိုပဲပေါင် ပေါင်ပေါင်နွားတွေကဒီစူညံတန်ကိုမကြိုက်ဘူးသူတို့အိမ်မက်မှုဆုံးဖြတ်လိုက်ကြတယ်သူကစူညံတန်ကိုရက်တန့်ဖို့အတွက်ရင်မောင်းတွေကိုလက်ဝဲရမ်းပြတယ်ဒါပေမဲ့အကူအညီမဖြစ်ခဲ့ဘူးသူ့ကိုညင်တဲ့အခါသူတို့ကပို့ပြီးတောင်ကြကြလောင်လောင်ဟုန်တိကြတယ်ဟွန်တန်ရဲ့စူညံမှုကသူ့ခေါင်းထဲကိုတင်းဝင်သွားတယ်ပြီးတော့အဲ့ဒီမှာပဲဆွဲကြံနေခဲ့တယ် ဒါဟာသူ့အတွက်မကောင်းတဲ့နဲ့တကယ်ဖြစ်ခဲ့တယ်။သူကသူ့နှွားတွေနဲ့အတူအိမ်ပြန်သွားခဲ့တယ်။မွန်းမွန်းနှွားတွေကနှွားတင်းကုတ်သေးကို ပြင်ရောက်ရလို့ပြောနေကြတယ်။ဒါပေမဲ့အဲ့ဒီစူညံတန်ကသူ့ခေါင်းထဲကနေထွက်မသွားတော့ဘူး။ပေါင်ပေါင်ပေါင်ဒါဟာလေ့ကျင့်မှုမရှိတဲ့ဂီတသမားအဖွဲတစ်ဖွဲကတီးခတ်နေသလိုပဲစက်တင်မီနေခဲ့တယ်။ သူပါဝင်ခြင်းကအခြားစုညံတန်တွေကလည်းမကြခင်မှာပဲတံပြိုင်နဲ့ကိုဝင်ရလာကြတယ်။နေတန်ဒီကြားနေရတဲ့အတန်တွေကတော့ယုတ်တိရဲ့တာတီအတွက်အယမ်းကိုကျဲလောင်လာခဲ့တယ်။ဖားတွေရဲ့ဖားအော်တန်ကစုညံနေတယ်။ကျင်းသားတွေရဲ့ကြီးကန်းအော်တန်ကလည်းအယမ်းကျဲလောင်နေတယ်။တာတီကမိကျွေးနေတဲ့ဇီးခွက်တွေကိုမောင်းထုတ်ပစ်ချင်တယ်။မနက်လေးနာရီမှာကျဲလောင်စွာအော်ဟစ်နေတဲ့ဥအော်ဒီပေါ်မှာသူဒေါသထွက်နေခဲ့လေ။ ပြီးကမနက်9နာရီမှာအော်မီနီရဲ့အနွားတွေပုံမှန်လဲဒေါသထွက်နေခဲ့တယ်။ဂျက်ဖဲဒီကိုနှုတ်ဆက်နိုင်လို့လှုပ်ခိုင်းတာဘာတူလဲ။ပြီးတော့အဲ့ဒီအယူကြကြီးကိုလဲစူညံတန်တွေတိတ်စီခြင်းပြီး။တနာစရာဒါတီသူ့နားတွေဟာအနာအစ်လိုမျိုးဆက်ဖင်ဖင်ဖင်နေခဲ့ပြီးသူကအရာရာတွေကိုတစ်စိတ်နေအောင်ကြိုးစားခဲ့တယ်။ကလေးတွေကြဲကြဲလောင်လောင်စကားပြောရင် သူအောင်ငေါက်တယ်။ ထမင်းပေါင်အိုတရွှေ့ရွှေ့မီလာတဲ့အခါသူ့ဇနီးကိုမျက်လုံးစိမ့်စိမ့်နဲ့ကြည့်ခဲ့တယ်။တာတီကဟာတိတ်ဆိတ်မှုကိုသာလိုချင်တယ်လူတိုင်းကကူညီဖို့ကြိုးစားကြတယ်။ကလေးတွေကလည်းအတန်မထက်တော့ဘောလုံးနုနုလေးနဲ့ခရစ်ကတ်ကိုတိုက်တိုက်ဆိတ်ဆိတ်ကစားကြတယ်။နွားတွေကလည်းမအော်မီတော့ဘူး။ကြေးသားတွေနဲ့ဇီးကွက်တွေကလည်းအချားရွာကို ပြောင်းသွားကြတယ်။ကြားကတော့ဟိန်းဟောက်တာကိုရက်တက်လိုက်တယ်။ဒါတောင်မှတာတီကမပျော်ရွှင်ခဲ့ဘူး။ လူတိုင်းတိတ်ဆိတ်နေအောင်ကြိုးစားနေတဲ့အတန်ကိုတောင်မှထူချားနေအောင်ပဲငါဒီနေရန်ကနေထွားထွားတော့မယ်လို့တနနတ်မှသူကြီးညားတယ်မသွားပါနဲ့ရှင်လို့သူမကပြောတယ်ရှင်ကဘယ်မှာတိတ်ဆိတ်မှုကိုသွားရှာမှလဲတာဒီကသူမကိုမျက်လုံးကျွန်းပြပြီးသူ့ရွာကနေထွက်သွားဖို့ရှောင်းလန်းသွားခဲ့တယ်မကြခင်မှာပဲသူကမြို့တက်တစ်ခုရဲ့အနီးကိုရောက်သွားခဲ့တယ်။သူကစူညံနေတဲ့မြို့တက်တဲ့ကစူညံတဲ့လူလေးကိုကြည့်လိုက်တယ် လူကရင်တယောက်ဖြစ်သွားတယ်သူ့နားတွေကနေဝါယာကြိုးတွေတွဲလောင်းကြနေတယ်အဲ့ဒီလူကရင်ဟာအယမ်းပြုံနေပုံရတယ်အနီးနားမှာကုန်တင်ကားတွေကဟွန်းပကြဲလီတီးနေတာကို तू မသိမိဘူးဒါကဘာလဲလို့ तू ကအဲ့ဒီလူကရင်ကိုမေးတယ်ဒါဒီကကျွန်တော်ရဲ့နားချက်တွေပါလို့လူကရင်ကပြောတယ် तू ကတာတီးအတွက်နားချက်ကိုတတ်ပြလိုက်တယ်ဂီတတန်တင်တောင်တင်တောင်ဟွန်းစံတွေမကြားတော့ဘူးဟာ ဒါကငါလိုနေတဲ့အရာပဲလို့သူကပြောလိုက်တယ်။တာတီကမြို့တစ်ထဲကိုဝင်ပါတယ်။သူကအကောင်ဆုံးနာချက်တစ်စုံကိုဝယ်ပြီးတက်စင်လိုက်တယ်။နောင်ဆုံးတော့စူညာတန်တွေမရှိတော့ဘူး။သူကသူ့ရဲ့ greedy မနဲ့နာချက်အစ်စ်ကိုနဲ့အတူရွာကိုပြန်လာခဲ့တယ်။သူဇနီးကသူ့ကိုတွေ့တော့ပြောသွားတယ်။တာတီကသူမကိုမျက်လုံးကြီးပြုံးပြလိုက်တယ်။ခလေးတွေကလည်းနာချက်အစ်စ်ကိုကောင်းမွန်နဲ့ပြောရွှင်တဲ့တီချင်းတွေနဲ့ချိတ်ဆက်ပြီးကောင်းဟဲ့ပြတယ်။အခုနောက်ပိုင်းမှာတော့ တာတီကကားတွေသို့မဟုတ် ဖားတွေပေါ်မှာအရန်တွန်းသက်ထွက်လာတဲ့အခါနားချက်ဒီကိုတတ်ပြီးတော့တိတ်ဆိတ်မှုကိုနားထောင်နေဒါမှမဟုတ်ကောင်းမွန်တဲ့သီးချင်းတွေကိုနားထောင်တယ်။ရွာကျဲမှာတော့နွားတွေကပြန်ပြီးအော်မိကြတယ်။ဥဩတွေလည်းပြန်ရောက်လာကြတယ်။ဖားတွေကရီဘေရီဘေအော်ကြတယ်။ကြေးသားတွေကလည်းခေါက်ခေါက်ခေါက်တချင်းဆိုကြတယ်။ဒါပေမဲ့အဝေးပြေးလာမှဘောကကားနေကတော့အခုထိစူးညံတဲ့အရာများလုံနေကြတော့မယ် ပေါင်ပေါင်ပေါင်ဒါကကောင်းတဲ့အသက်မဟုတ်ဘူးတာတီကသူ့နွားတွေကိုမကြခင်မှာနွားစည်းပွဲတော်ကိုခွတ်သွားရမယ်နွားတွေပါနွားချက်တွေလိုချင်လာကြမလားပုံမြင်လေးကတော့ဒါပါပဲကွယ်ပုံမြင်လေးကိုအဆုံးနှိကြည့်ရှုပေးပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်နော်တို့ရင်သွေး channel လေးကို like and subscribe လုပ်ခဲ့ကြဖို့လည်းမမေ့ပါနဲ့နော်